ဒီအဲတခိုင်ပေါ့နော်အရခမြူတာဖွဲ့ချုံနဲ့ဒီချင်းချင်းတော်တွေတွေ့ဆုံကြတယ်ဆိုတာတော့အကုန်လုံးသိကြပါတယ်အာပြင်ပေါက်တတ်တဲ့မဖြန့်ဖြစ်နေပေါ့နော်ဆိုတော့ကျွန်တော်တို့တွေ့ဆုံကြတယ်ကြာပါပြီဟိုပြီးခဲ့တဲ့လပါပြီးခဲ့တဲ့လပဲကျွန်တော်တို့ဟိုတွေ့ကြတယ်ဆုံကြတယ်ဆွေးနွေးကြတယ်ပြီးရင်အဲ့လိုမျိုးပေါ့အဲဒီကတော့ဒေါ်လန်ကြီးနဲ့ပတ်သက်လို့ပါဒေါ်လန်ကြီးနဲ့ပတ်သက်လို့အဲစီကြီးမှာ ဘယ်လိုရှိမလဲဟိုဘယ်လိုပူပေါင်းကြမလဲအဲဘယ်လိုမျိုးပြန်လည်ကူညီကြမလဲပေါ့ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲအဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့တော့ပူပေါင်းကြတာပေါ့အဲ့လိုမျိုးပါအဲပြီးတော့မှလည်းပဲဒီချင်းနဲ့ရခိုင်နဲ့ကဒီ ဟိုနိုင်ငံရေးပဲပြောမလားပြီးခဲ့တဲ့ဒီစေဆွေရသစ်သက်လက်ချက်မှာကဝေးกว่าလေအောင်လုပ်တာပေါ့ဥပမာချင်းပြည်နယ်မှာစားရတဲ့ဆန်တွေတော်တော်များများဆိုရင်ပဒိန်ဆန်မြောက်များဆန်တွေစားရတာဟိုကျွန်တော်တို့ကဟိုတကယ်တမ်းကြည့်မဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သွားကြတော့မှာပဲရခိုင်တည်းကနီးနီးလေးတော်တော်လေးနီးတယ်ဟိုအေယာဝရီရနဲ့ဟိုမကွေးတိုင်းပဲခူးတိုင်းရန်ကုန်လိုရန်ကုန်တိုင်းတချို့တွေပါဖြတ်ပြီးမှလာမယ်စားပေါ့နော်ရခိုင်နဲ့တက်လာတဲ့ ဟာဟာဆိုရင်ကျွန်တော်တို့တက်ရိုက်စားသုံးလို့ရတယ်ပဲကျွန်တော်တို့ကဒီတစ်ခါတော့သူတို့နေရာတော်တော်များများရောက်ဖြစ်တယ်ပေါ့မြို့ကြီးဒီတော်တော်များများတွားဖြစ်တော့သူတို့ရဲ့ဟိုလွလွလက်လက်ပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့တစ်ခါတော့ရောက်ဖူးပါတယ်အဲအဲတုန်းကလည်းဟိုအဲတုန်းက2022 2023ဆောပိုင်းဆိုတော့2023ဆောပိုင်းဆိုတော့ဘာမှဘယ်လိုပြောမလဲဟိုလွလွလက်လက်မရှိသေးဘူးပေါ့နော်လွလွလက်လက်တော်တော်လုံးမရသေးဘူး ဒီတစ်ခေါက်ကြမှာမြို့ကြီးတော်တော်များများလွတ်လွတ်လပ်လပ်သွားလာလို့ရတယ်ကျွန်တော်တို့မြို့ဒီလီ3 4 5မြို့လောက်ရောက်ဖြစ်တယ်ပေါ့လေအဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီကြီးမဟာမိတ်အပြေနောက်နောက်ကျရင်နိုင်ငံကြီးမဟာမိတ်စီးပွားရေးမဟာမိတ်တီပေါ့နော်အဲ့လိုမျိုးဒီဘူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ဟိုကိုယ်ညီဖိမကြဖို့ပေါ့နော်သူတို့ဒီအာ ULAA ပေါ့နော် သူတို့ရဲ့ bottle ရှင်းပါတယ်ကျွန်တော်တို့အစင်ပြေတိုးတက်ကြီးပွားလာတဲ့ခါကြရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုရှင်းနေလဲခံစားအောင်ပေါ့နော်ရှင်းနေလဲပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ရှင်းနေတိုးတက်ကြီးပွားအစင်ပြေလာတဲ့ဇွန်လရခိုင်နေလဲပဲဟိုအဲ impact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးဆက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန် ဟိုကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီဟိုစဉ်းစားကြတယ်ကျွန်တော်တို့တွေးဆောင်ဖြစ်ကြတာတော့တော်တော်ကြတယ်ဟိုတော်တော်ကြတယ်ဆိုတာကဒီစတွေးဆောင်ဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲနဲ့စတွေးဆောင်ဆွေးနွေးကြတယ်ချမင်းဝိုင်းအထူးထူးစားကြတယ်ချမင်းဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်ချမင်းဝိုင်းပြီးသွားတာလည်းပဲပြန်တွေးကြတယ်ပြီးတော့မှတနေကုန်ပေါ့နော်အာမနေ့နေ့လည်းညနေ အများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေလေပဲအဲဟိုဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတွေအကုန်လုံးဒီ state visit တခုလို့ပေါ့နော်အများကြီးတို့တို့အလေးထားတယ်ဟိုကြိုးဆိုတယ်ဟိုတို့တို့စိတ်ဝင်စားတယ်တို့တို့ကူညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူပေါင်းလို့ဆောင်နေမဲ့အပိုင်းတွေပေါ့နော်မင်းမြန်ကြတယ်အပြီးတော့မှဟိုတော်တော်လေးဘောနော် အဲ့ဘဒီပုန်နေဟိုတော်တော်လေးစိတ်ထင်းရနေသူတို့စိုက်လိုက်လဲလဲပေါ့နော်ဟိုလိုပြီးတော့မှကျွန်တော်တို့အနေနဲ့လဲဟိုတွားတဲ့ချိန်မှာတင်ခန်းစာယူစရာတွေပေါ့လေအဲဒီကာလကျွန်တော်တို့အကုန်လုံးကဟိုမှာညင်တော်နေဆိုလဲညင်တော်တော့ကိုမြို့နယ်တို့မှာကိုလောက်ကြာရှိတော့ဟိုအဲအလုံးနဲ့လုံးလေချာလေလိုက်ပြီးမှဟိုအတွေ့အမြင်တစ်တီမရဘူးလေနော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ license ခရီးစင်မာတော့ကလည်းပဲဩဟိုကိုဖြတ်တန်းခဲ့တဲ့နယ်မြေတစ်လျှောက်ပေါ့နော် မကွေးတိုင်းစကိုင်းတိုင်းတရားမြို့နယ်တွေမှာဖြတ်တန်းနေလဲဟိုတင်ခန်းစာယူစရာတွေလိလာအားကြစရာအတူယူစရာတွေရှိတယ်အဒီအဲ KIA ဖက်ရောက်သွားတော့လည်းပဲလိလာအတူယူစရာတင်ခန်းစာယူအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကိုကိုဒေတာကိုရဲ့ဒေါ်လာရင်းချင်းထုတ်နေမြင်ပြန်ရောက်လာတော့ငါတို့ဘလို့လို့လောက်ရမယ်ဘာလို့လောက်ရမယ်ပေါ့နော်အခုခကြီးဆယ်မှာလည်းအဲ့လိုပဲဟိုတင်ခန်းစာယူစရာတွေအများကြီးရတယ်အဲလိလာတင်ယူစရာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လဲဟိုဘယ်လိုပြောမလဲ တော်လိုင်းရေးရှေ့ဆက်တဲ့ခါမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့အတွက်အလုံးမဟိုအကျိုးရှိဆုံးကသူတို့ရဲ့တကယ် ULA ပါတီကောင်းဆောင်ပိုင်းနေပေါ့နော်ကောင်းဆောင်ကြီးကဲနေကျွန်တော်တို့ဆုံဆုံလင်းလင်းပဲအကြီးကဲတွေဆုံဆုံလင်းလင်းပဲသူတို့ဟိုအေအေပိုင်းကကော ULA ပိုင်းကောအကုန်လုံးကိုတော်တော်များများကိုဟိုသူတို့ပြီးခဲ့တဲ့လင်းကဆယ်နှစ်အတွင်းမှာအလောက်တောင်ဆုံဆုံလင်းလင်းမရှိဘူးတဲ့ဆုံလင်းဖို့မျိုးနေပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ် အဲ့ဒီမှာကျွန်တော်တို့အဓိကနောက်တင်ယူရတာတစ်ခုကဒွန်လှရေးကိုသူတို့ဘလို့အဆင့်ဆင့်ကြော်ဖြတ်လာတယ်ဘလို့ဒီဆောက်လာတယ်ဘလို့ခက်ခဲတွေဖြစ်လာတယ်ဆိုတာကိုသူတို့ဆွေးနွေးခြင်းအဖြစ်အကုတ်ကိုရှင်းထိုးလို့ရတယ်ကျွန်တော်တို့ဟိုပြည်သူဒီကိုဘလောက်စီယုံဆွေးနွေးချပြအောင်မယ်ဆွေးခေါ်အောင်မယ်ပြီးတော့မှပြည်သူယုံကြည်မှုရောက်ဘလို့ပြန်တည်ဆောက်အောင်မယ်တစ်ဆက်ထဲမှာလည်းအဖွဲ့အစည်းကိုဘလို့စက်တည်ဆောက်အောင်မယ်ပြီးတော့မှတပ်ကိုဘလို့စက်တည်ဆောက်အောင်မယ် ဘယ်ဘလိုချိတ်ဆက်ရမယ်ဆိုတဲ့အပိုင်းနေပေါ့နော်အဲ့ဒါနဲ့ဟိုနေလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဘာကဟိုအမျိုးသားဂျီမန်ချက်တီနိုင်ငံဂျီမန်ချက်တီတော့ရှိပါတယ်ဒါပေမဲ့အဲဒီအမျိုးသားဂျီမန်ချက်နိုင်ငံချက်ဥပမာအရှင်းဆုံးပြောရင် self determination မလဲနော်ဒါဒါ federal self determination ပေါ့ဒါပေမဲ့ဒါကို strategy မဟာဗျူဟာကြကြဒီ organization organizational platform ကနေပေါ့နော် ဒါ NGO platform လည်းမဟုတ်ဘူး social platform လည်းမဟုတ်ဘူးကျွန်တော်တို့က case set မှာတော်လှန်ရေးလုပ်တဲ့အခါမှာသဘုံလုပ်တယ်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့တော်လှန်ရေးသမားကအုတ်ချုပ်သူအစိုးရဆိုတဲ့အာဏာပိုင်ဆိုတဲ့ mindset ကိုမထည့်နိုင်ဘူးသူကတော်လှန်ရေးဆက်လုပ်မယ်တော်လှန်ရေးသမားပဲငါတော်လှန်ရေးသမားဆိုတဲ့အဲ့ဒါပဲပြီးပြီးသွားတာပေါ့ပြီးတော့မှဒီလူမျိုးကြီးပေါ့မျိုးနွယ်စုအနေနဲ့ပဲပြီးပြီးသွားတာပေါ့နော်ဆိုတော့ဒီဟို authority ပေါ့နော်ဒီဒေတာကိုစုံမအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်ခြေပင်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့ဒီဒေါ်လန်ကြီးတမားကိုကြော်လွန်တဲ့ဒီ government မွေနဲ့မှာ authority type ပေါ့နော်ဒီဒီဒီစာဝတ်နေရေးလမ်းပန်းဆက်သွယ်ရေးပညာရေးကျမရေးစာငါတာဝန်ယူရမယ်ဒါဒေါ်လန်ကြီးဒေါ်လန်တက်ခိုင်ကြီးတစ်ခုတည်းကိုပဲကွန်ကရစ်ထိထားဖို့တင်မယ်နော်ဂျန်နဲ့ဟာတွေပါဒီ social aspect တွေပါအကုန်လုံးကိုဒီတာဝန်ယူရမယ် ဟိုဒါဝင်ခံရမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့ mindset တွေပေါ့နော်အဲ့ဒါတွေကအစကိုထည့်နိုင်ဖို့ပေါ့နော်ကျွန်တော်တို့ဒီဂျန်တဲ့တိုင်းသားတော်နိုင်ရေးဒီမှာတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူစရာဆွေးနွေးစရာတွေပေါ့အများကြီးရှိခဲ့တယ်ဆိုတော့ဒီအဲ့လိုမျိုးပေါ့တို့ချင်တာကဒီစစ်ကြီးတဲ့မဟုတ်ပဲနဲ့နိုင်ငံရေးမှာဟိုကျွန်တော်တို့ရဲ့ self determination ဖြစ်ခြင်းတဲ့ဟာကိုတို့တို့အားပေးတယ်လေးစားတယ်တိမှန်ပြုတယ် တို့လည်းတက်ထိုင်တဲ့ဘက်ကနေကူညီဖို့ပေါ့နော်အဲကူညီပါတယ်ကူညီဖို့ဆိုတာထက်ဟိုတခုကျွန်တော်တို့လေ့လာတင်ပြရတာလည်းပဲစကားများများမှပြောဖို့ပေါ့နော်အလုံးများများလုပ်ဖို့ပြီးတော့မှဒီအခု celebration fan ဟိုပြောမလဲမဟာမိတ်တီရေပေါ်ဒီပေါ်ရေပေါ်ရေပက်တီပေါ့နော်လုပ်နေတယ်လို့ပေါ့ consistent ဖြစ်ဖို့ပေါ့နော်အာဒီကာလမှာကအဲတော်တိုင်းရဲ့ခက်ခဲတယ်လို့ပဲနေပေါင်း30 40စာလို့တဲ့အခါကျတော့ ပြည်သူလူထုတော်လကောင်းဒုက္ခရောက်တဲ့သူတော်လကောင်းကနေပေါင်း30 40ဆိုတော့ထောက်ပံ့ဖို့အခက်ခဲရှိတယ်လေအဲ့လောက်ကို idea အရောက်ကောင်းထဲထည့်ဖို့ခက်ခဲတဲ့ပိုင်းရှိတာပေါ့အဲ့ဒီမှာ step by step ဘလို့ရုံးကန်ရတယ်ဘလို့တိဆောက်ရတယ်အဲဘလို့မျိုးစုစည်းရတယ်ပေါ့နော်ပြီးတော့မှနောက်တစ်ခုလေးစားကြကောင်းတာကဟိုကျွန်တော်တို့တွေ့ကြတဲ့အထက်မှာအာသူတို့ဟိုတပ်ပိုင်းဆိုင်ရာရှိတယ်ပါတီပိုင်းဆိုင်ရာရှိတယ်ပေါ့နော် ပါတီပိုင်းဆိုင်ရာနည်းနည်းနောက်ကျတယ်ပြောမလားတပ်ပိုင်းဆိုင်ရာတွေကပင်ပင်ပန်းပန်းကျူးကျူးဆာဆာနဲ့တက်တွေးချူပုံများဆိုနေတိဆောက်လာခဲ့ပြီပေါ့နော်အဲ့ဒီအချိန်မှာပါတီပိုင်းဆိုင်ရာမှာတက်တိပညာရှင်တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့တက်တိပညာရှင်တွေပါလာတာကိုလုံးဝလီလီဆာဆာကျူးဆူအဲ့ခါနဲ့ပြင်လုံးဝအယုအတိပေးတယ်ဒါငါတို့ကတလောက်ပင်ပန်းလာတာငါတို့ကငါတို့တိဆောက်လာတာငါတို့တွေကပဲတလောက်လှုပ်လာတာမင်းတို့ကနောက်မှလာတာဆိုတော့မျိုးမဟုတ်ပဲနေပေါ့နော် ဘသူတို့ရဲ့ rank နေရာအစ respect ပေးပုံကအစကွန်ပျူတာတောင်းခံနေရာအစပေါ့နော်ပညာရှင်တွေပညာတတ်တဲ့လူတွေဒီလူတွေငါတို့လုံးဝငါတို့ရဲ့နောက်ပိုင်းကျလွတ်မြောက်လာရင်ဒီလူတွေကပဲတဖြည်းဖြည်းဥဆောင်မှာပညာနဲ့ဥဆောင်မှာစစ်သားလွတ်မြောက်အောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်အဲအတပညာရှင်ဘိုင်းကကွန်ပျူတာကြီးပေါအောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်ဆိုပြီးမှသူတို့လုံးဝဟိုဘယ်လိုပြောမလဲ အော်စရာကောင်းလောက်ပေါ့နော်ဟိုကျွန်တော်တို့တော့မှအနေရခဲ့အောင် လုံးဝကိုသူတို့ကိုသူတို့နှိမ့်ချပြီးမှ respect အပြည့်ထားတယ်နာခံမှုပြည့်ဝရှိတယ်အဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်ရဲ့နိုင်ငံ culture ပဲပြောမလားပို့ချုပ်မှုကြီးတွေပို့ချုပ်ကြီးတွေကတော့ကကြီးမှာဘယ်သူမှဘယ်ပြောမလဲဖျားသိခင်တော်မှာတောက်ကြီးစိုက်တဲ့လူတွေမဟုတ်ဘူးလေဟိုဖြစ်ချင်ရာပြစ်လုံးဝဒီလိုမျိုးစစ်ပက်ဆိုင်ရာကောင်းဆောင်ကြီးတွေအစလုံးဝနှိမ့်နှိမ့်ချာချာနဲ့ ဟို protocol ကိုလိုက်နာတယ်အဲ professional တည်တာလည်းပဲပြောပါတော့ပေါ့နော်ဟိုခံယူချက်ပေါ်တသွေးမတိန်လိုက်နာတယ်အပိုင်းတွေပေါ့လေညာလေးစားချာကောင်းတဲ့အပိုင်းပေါ့